တို့ဝဲမင်္ဂလာပါချက်ပင်းမင်္ဂလာပေါ့နေပြီးစို့တော့ပြီးစွာအာဂရီတာကြီးဆရာတော်ဘုရားဒေတာတဲ့အခါတော်နေများစာအုပ်မှာတပေါင်းသားပြည့်နေမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေအကြောင်းဖြေကောင်းစရာများကိုထုံးတော့ဖတ်ရှုကသင့်ဝေမျှပေးသွားပါမယ် တပေါင်းလာပြည့်နေမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အကြောင်းသိကောင်းစေရမြာတပေါင်းလာပြည့်နေ့ကိုမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အထိတ်မတ်ဖြစ်ကျင်းပရခြင်းမှာ ထိုနေ့တွင်ကာလူဓာယီမထေက ကပိလောနေပြည်တော်သို့ကြွရောက်တော်မူရန်ရှောက်သားသည်ကိုအကြောင်းပြု၍ကျင်းပရခြင်းဖြစ်ပါသည်ထိုအချိန်ကမြတ်စွာဘုရားသည် ဒါစကြိုပြီးဝေလူဝန်ကျောင်းတော်၌တရင်သောနေထိုင်ကာအင်္ဂတိုင်းသားနှင့်မကရတိုင်းသားများကိုတရားရည်ဤတိုက်ကျွေးလျက်ရှိပါသည်ထိုတရင်ကိုခမီးတော်တုတ်တော်ဒနာမင်းကြီးကြားသည့်အရာခေါင်းဆောင်အမတ်ဆယ်ဦးတို့ကိုနောက်ပါအချံရန်တထောင်စီဖြင့်ဆယ်ကျင်းခွဲကာမြတ်စွာဘုရားကိုပင့်ရန်ရာဇေကျူတို့ဆေလွတ်လိုက်ပါသည် နောက်ဆုံးအတုတ်ကို ကာလူဓာကြီးအမတ်ကြီးကခေါင်းဆောင်၍တွားရပါသည်မြတ်စွာဘုရားနှင့်တွေ့၍တရားနာရသောအခါကပိလဝတ္တမပြန်ကြတော့ဘဲဘုရားပင်သွားသူအလုံးတယောက်မကြံသာသနာပေါင်းတို့ဝင်ရောက်ပြီးအေဟိဘိက္ခုယဟန်တွေချီဖြစ်ကုန်ကြပါသည်ယဟန်သာဖြစ်ပြီးနောက်ကာလူဓာကြီးမထေရက တပေါင်းလာ၏တာယာဘုံကဂါထာပေါင်း64ဂါထာတည်ကုန်း၍ခမီးတော်၏ကျေးဇူးကိုတည်တော်အားဖြင့်ဖွာယာဇာတိကပိလဝုနေပြည်တော်သို့ကြွချင်းတမ်းပြီးဖြစ်ကြောင်းလျှောက်ထားလေသည်အင်္ဂါရိနောဒါနိဓုမာတတံတိဇလေတိနောစရဏံဝိပဟာယတေအိစီမန္တောဝပပါတယံတိ တမယောမဟာဝီရအင်ဂီရတာနံကျေးဇူးငါပုံကောင်းချင်းကုန်နှင့်ပြည်စုံထင်ရှားရှင်ပင်မြတ်ဖရာဆောင်းကိုလွန်မြောက်ဝေဥပေါ့သူရောက်လတ်တုံလာယခုခါ၌တခေကူးပြောင်းတစ်ပင်အပေါင်းတို့သည်ရှေးကြမြင့်ညောင်းအရွက်ဟောင်းကိုစွန့်ပယ်တော်ထွေကြွေကြကုန်၍အသည့်ဖြစ်သောအသည့်ကို ရှာမိကြကုန်တကယ်သူဖြစ်၍ဒီကြီးအသွေးဒီတွေးသောရွက်နှုအပွင့်အဖူးတို့နှင့်ပြည့်စုံကြကုန်၏ထိုအစ်ပင်အပေါင်းတို့သည်ဥတုလုံဆောင်အယောင်ရှိကုန်သည်ဖြစ်၍ဒါလင်းပြောင်းတဝင်းဝင်းထွန်းလင်းတောက်ပကြကုန်၏ကြီးမြတ်သောဝိရိယရှိတော်မူသောမြတ်စွာဘုရားကိုရောမြတ်မှ မပြတ်ပြိုးပြက်တလက်လက်ဖြင့်ဖတ်သောရောင်ချီရှိတော်မူသောမြတ်စွာဘုရားတို့၏ဘွားရထာနီကီကပ်ပြီတို့နှစ်လီဆက်ပန်းကိုတော်လှမ်း၍ကြွာမြန်းတော်မူရန်မြောကံမြောက်ပတ်ကောင်းမြတ်သောအချိန်ပါဘုရားမယူရတံခာဂိရိမௌဒနာသမိန်နိဇန္တိနာရိဟိတမင်ဂီဘုရား ဥဇန္တိနာနာမဓုရတရေဟိတမယောမဟာဝိရအင်ဂိရတာနံခြေစူးငါပုံကောင်းချင်းကုန်နှင့်ပြည့်စုံတော်မူသောရှင်ပင်မြတ်ဖေဟာကြွရာလန်းတခွင်ဝဲရာဖြစ်သောတောင်ထိတ်အပြင်၌ဥရောင်းငယ်အပေါင်းတို့သည်ကျင်ပေါ်မှန်လိုက်စစ်တောင်းမာတို့နှင့်တကွရှင်နှွဲမောင်းနှံတွဲကြကုန်သည်ဖြစ်၍ အမီးကိုထောင်းအတောင်ကိုကော့ခေါင်းကိုမော့၍ကြော့ကြော့ရွှင်ဖြိုးတင့်စနိုးလျင်ရှေထိုးနောက်ငင် လူအသွင်သို့မြူးရွှင်ကကုန်ကြကုန်၏အထူးထူးအထွေးထွေးအိုးဝေအိုးဝေဟုသောတာယာသောအတန်တို့ဖြင့်ဘာသာမကရတဘာဝဖြင့်တွန်ကြမြူးကြကျူးရင်ကြကုန်၏ကြီးမြတ်သောဝိရိယရှိတော်မူသောမြတ်စွာဘုရား ကိုတော်မြတ်မှမပြတ်ပြုတ်ပြဲတလက်လက်ဖြင့်ဖတ်သောရောင်ကြီးတော်ရှိတော်မူသောမြတ်စွာဘုရားတို့၏ဘုသောမြတ်စွာဘုရားတို့၏ဘွားရထောက်ပတ်ကောင်းမြတ်တော်အချိန်ပါဗျာနာတိတီတံနာတိဥဏံနာတိဒုဘိကသာတကံတတ္တလာဟရိတာဘူမိဧတကာလောမဟာမုနိ ုနိတို့၏တခင်ဖြစ်တော်မူသောမြတ်စွာဘုရားဆောင်းနှောင်းတွင်ဥတပေါင်းလာဤအခါထူးသည်အေးလဲမအေးလွန်းလာပါဘုရားပူလဲမပူလွန်းလာပါဘုရားကောက်ပဲတိမ့်စဥတုမြ၍အာဟာရမို့ရှားခေါင်းပါခြင်းစာလောင်ခြင်းမှလည်းကင်းရှင်းပါသည်ဘုရားမြေပြင်သည်လဲလေးစားမြင့်ညွန့်ပေါရောက်ရှင်တန်၍ ညစင်းရောင်နှွမ်းဆိုပြေလန်းဆန်းနေပါသည်ခရာစောင်းနှောင်းတွေဦးတပေါင်းလာဤအခါထူးသည်ဝေးရထာနီကပိလဝနေပြည်တော်သို့ကြွချီရန်ပျော်ကံလျောက်ပတ်ကောင်းမြတ်သောအချိန်ပါခရာဤတို့အစရှိတဲ့ကာရာပေါင်း64ကာရာနဲ့ကာလူဒါယီမထေကမြတ်စွာဘုရားရှင်အား၆ထားခဲ့ပါတယ် ကာလူဓာယီမထေရီရှောက်ထားကြအရာမြတ်စွာဘုရားသည်ယဟန္တာပေါင်း2000ချန်ရန်ဖြင့်မဟာသက်ကရေ103ခုနှင့်တပေါင်းနာပြည့်ကျော်တရက်နေ့တွင်ဓာစကြူမြို့မှ ယူဇနာ60ဝီးกว่าသောကပိလဟုနေပြည်တော်သို့တနေ့လျင်တယူဇနာခရီးဖြင့်ရက်ပေါင်း60လာအားဖြင့်2လကြာမြဒေတာစာရီကြွရှိတော်မူပါသည် ထို့သောမြတ်စွာဘုရားကပိလဝုနေပြည်တော်သို့ကြွတော်မူခြင်းဖြင့်သာသနာတော်တမိုင်းတွင် ဖြစ်ပေါ်လာသောအကျိုးဆက်များမှာတင့်ဒီကြောဒါယုံចောင်းတော်ကြီးပေါ်ပေါက်လာခြင်းနှင့်တာကဝင်မင်းမျိုးတို့၏နန်းဆွဲကူနှုတ်ဘဲသောအားဖြင့်အခရဝုဒ္ဒမူကူရွာသွန်းစေခြင်းသုံးဂါရတထောင်ဖြင့်တန်စာစင်အပ်သောဝိတန္တရာဇတ်တော်ကြီးကို ဟောကြားခြင်းလေအာဓမ္မပါဠဇတ်တော်ကြီးကိုနာကြားရ၍ခမည်းတော်ကြီးအနာဂံတည်ကြီးနောင်အခါအရတကူတည်ခြင်းငါမိထွေးတော်ဂေါရမီသောတာပန်တည်ခြင်းနောင်သောအခါဘိက္ခုနီသာသနာထူထောင်ခွင့်ကြုံခြင်း၆ရသောတရာကိုအကြောင်းပြု၍ စန္ဒဂိန္ဒရိဇတ်တော်ကြီးဟောကြားခြင်းခွန်သနဗရကလျာဏီကျင်ရာတော်နန္ဒမင်းသားယဟန်ဖြစ်ခြင်း၈တားတော်ရာဟုလာအမွေတောင်း၍တာမဏိဘဝသို့ရောက်ရှိခြင်း၉တာဂေဝင်မင်းမျိုးမှမင်းသားတထောင်ယဟန်ပေါင်သို့ရောက်ခြင်း၁၀ကာလူဒာယီမထေအား ်ဆွေမျိုးများမြတ်စွာဘုရားကိုကြည်ညိုစေရန်စွမ်းဆောင်ရာ၌အမြတ်ဆုံးဘွဲ့ကုလသတ္တရဣတရက်ကိုချီးမြှင့်တော်မူခြင်း၁၁ရှင်သာရိပုတ္တရာလျှောက်ထား၍ဗုဒ္ဓဝင်ဒေသနာတော်ကိုဟောကြားတော်မူခြင်းစသောအကျိုးဆက်များဖြစ်ပါသည်တဘောင်းနာပြည်နေမြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နှင့်အကြောင်းကို나ယူမှတ်သားပြီးမြတ်စွာဘုရားကို ပို၍ပို၍ကြီးညိုနိုင်ပါစေ။မြတ်စွာဘုရားကိုကြီးညိုပြီးနောက်မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်များကိုလည်းနာယူမှတ်သားပြီးလက်တွေ့လိုက်နာကျင့်ဆောင်နိုင်ကြပါစေ။မင်္ဂလာရှိသောနေ့ရက်တိုင်းကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ။အမိမြန်မာနိုင်ငံတော်ကြီးလဲတာယာ nhanh trang bà xì đà đi đà đi đà đi